မင်္ဂလာပါဒီနေ့ဖင်းရင်တင်ပေးမယ်เนาะဖင်းရင်ဆိုတာဆလမန်တပ်ပုံဖြစ်ပါတယ်သူရဲ့အတန်ဘောเนาะတရုတ်ဆိုင်ရဲ့ဖင်းရင်တစ်ခုဖြစ်လာဖို့အတွက်ဖွဲ့စည်းပုံကို share video file မှာပြောပြပေးပြီးတော့ပြီเนาะအဲဆိုတော့ဖင်းရင်ဖြစ်လာဖို့အတွက်ကအမ်ရှမ်းမုံဆိုတဲ့ဘီရဲ့ရင်းမုံဆိုတဲ့တရရဲ့ရှမ်းတောက်ဆိုတဲ့အတန်နေတန်ထိုင်းရဲ့ပေါင်းဆက်ပြီးမှအတန်တစ်တစ်ခုဖြစ်လာတယ်เนาะဆိုရင် ဒီဖင်းရင်တက်ဖို့အတွက်ကပထမဦးဆုံးရှုံးမှုဆိုတဲ့ဘီတက်ရမယ်အဲ့ဒါပြီးလို့ရှင်ရွေ့မှုဆိုတဲ့တရရကဲအာရှင်းတောက်ဆိုတဲ့အတန်နဲ့ထန်ထားရဲတက်မှဖြစ်ပါမယ်ဆိုတော့ဒီနေ့ကအရင်ဦးဆုံးဘီတွေကိုအရင်သင်ပေးပါမယ်နော်ရှုံးမှုဆိုတာတနည်းအားဖြင့်ဘီနော်မြန်မာစာလို့မြန်မာစာနဲ့ရှင်းပြပြမယ်ဆိုရင်ရှုံးမှုဆိုတာက B ဖြစ်ပါတယ်ဒီဇာတ်ကတော့ဒါရှုံးမှုပေါ့နော်ဒီစကလုံးတွေက ပုံမှန်အပြင်ပင်မှာရှိတက်လဲဆိုတော့ဖင်းကြီးရဲ့အစစကလုံးမှာသူတို့အမြဲတမ်းရှိတယ်နော်ပြီးတဲ့ကဒီရှမ်းမှုတွေကအမြဲတမ်းရှိတယ်ဆိုတော့အမ်ဒါအရင်တင်ပေးမယ်နော်ပြီးမှပဲသုံးမျိုးစလုံးတင်ပြီးမှဒီပေါင်းဆက်ပုံပေါင်းဆက်မျိုးဆက်ပြီးတင်ပေးမယ်ဆိုတော့ဒီနေ့ကဒီရဲ့ဘီဆိုတဲ့ရှမ်းမှုကိုအရင်လေးလိုက်လိုက်ကြရအောင်အရင်ဆုံးဖတ်ပြမယ်နော်။ဘယ်ဖက်ကနေညာဖက်ကိုတူတူစီပြီးဖတ်ပြသွားပါမယ်။ for the turn le ge ke he ji qi shi zhi ဒီမှာတတိထားမယ်နော်ဒီ b မှာပေါ့နော်ဒီတတိယ line ကနည်းနည်းခတ်တယ် အဲ့ဒီထဲမှာမှဒီလေးလုံးကဘယ်လိုဖတ်မလဲဆိုတော့ရှာကိုလိုက်ပြီးဖတ်မယ်ရှာလိုက်ဆိုတော့ရှာတစ်ချောင်းလုံးလိုက်ခိုင်းတော့မဟုတ်တော့ဒီရှာရှေ့ဖြားနာလေးကိုပဲလိုက်ပြီးပေါ့အပေါ်နည်းနည်းလိုက်ပြီးဆိုရမယ်မဆိုခင်အတက်မထွက်ခင်ရှာဖြားကိုအရင်လိုက်ထားပေးပါတော့အပေါ်ပေါ့အပေါ်ဖတ်ကိုနည်းနည်းလိုက်ပြီးဆိုရမယ်ချဲဟိုဒီရှေ့啊ချဲချဲရှဲရှဲဟုတ်ပြီနော် ရှာလိုက်ပြီးဆိုမယ်နော်ဇဇရဒီနောက်ကဒီအပြန်တွေးအောင်လည်းရေးနေရတာကဒီကရှာမလိုက်တော့တော့သွားစီပြီးမှဒီရှာဖြားလေးကိုနည်းနည်းပဲတွားပြီးမှတုတ်ပြီးဆိုရမှာဇဟမ်ဇစစစစ ုတ်ပြီနော်ဒီတတိယတကြောင်ပန်ပြန်ဖတ်ပြမယ်နော်အဲ့ဒါဆိုရင်သူ့ရဲ့ကွာဟာပုံကိုတီးတွားပါလိမ့်မယ်ချီချီရှီရဇဆဆနော်နောက်ဆုံးနှစ်ခုကယီဝူဟုတ်ပြီနော်အစနေပြန်ဖတ်ပြမယ်ပေါ် 莫佛其其其呢，佛，特，特，讷，勒，哥，科，呵，鸡，七，西，支，吃，诗，日，兹，次，四，一，五，好，不，孬。 阿德生刚刚忙忙，立来加班，结束的嘛嘞。